thank uh you -huh. မင်္ဂလာပါရှင်ခေတ္တ news ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်လှိုင်းတရာရှိချမ်းဤ Adidas ဖနက်ဆက်ရုံမှာတရံလင်းလုံအားက12ချက်ရရှိအလုံတမ6000ခန်းဒုတိယနေ့ဖြင့်မိုးရဲလီတဲ့ဆန္ဒပြနေမှုအလုံထုတ်မယ်လို့ချိန်ချောက်ခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်ရန်ကုန်တိုင်းလှိုင်းတရာမြို့နယ်တမကုံဤရှိချမ်းဤ Adidas ဖနက်ဆက်ရုံမှာတရံလင်းလုံအားက12000ချက်တိုးမြင့်ပြီးဆန္ဒပြနေတဲ့အလုံတမတွေကိုဆက်ရုံဘက်ကအလုံထုတ်မယ်လို့ချိန်ချောက်ပြောဆိုကခွင့်မဲ့ပြက်ကွက်တယ်လို့သတ်မှတ်လိုက်ကြောင်းဆန္ဒပြ အလုသမားတွေကတရင်ဌာနကိုပြောကြပါရယ်။မနေ့ကစတင်ပြီးအစိုးရဆက်ရုံမှာအလုသမားတွေဆန္ဒပြခဲ့တာဖြစ်ပြီးမေလ15ရက်မှာဒုတိယနေ့ဖြင့်အလုသမား6000ခန့်ဆန္ဒပြနေကြကြောင်းအလုသမားကိုစလိန်လေးဦးကဆက်ရုံနဲ့တွားရောက်ညှိနှိုင်းနေတော့လဲပြည်လည်းမှုမရသေးကြောင်းသိရပါရယ်။ဆက်ရုံဘက်ကတိကျတဲ့အဖြစ်မပေးဘူး6လပိုင်းတရနေ့ထီတော့သူတို့ဘက်ကညှိပေးမယ်ပြောနေတော့မယ်။6လပိုင်းတရနေ့ထီတော့မှညှိရအောင်မှာကိုသူတို့ဘက်ကတိုးပေးရင်တော့ညီမတို့တောင်းဆိုတဲ့တရလောကက12000တော့မရဘူးလို့ပြောတယ်လို့ဆန္ဒပြ အလုတ္တမတအူကသတင်းဌာနကိုပြောပါတယ်ဒီကနေ့မှာဆန္ဒပြအလုတ္တမတွေကိုရောစယုံဘက်ကညှိပေးမယ်လို့ပြောထားလျက်နဲ့အလုတ်ဆက်မလုတ်ပါကခွင့်မဲ့ပြတ်ခတ်လို့တက္ကမတ်ပြီးအလုတ်ထုတ်မယ်လို့စယုံဘက်ကချင်းချောက်ပြောဆိုလာကြောင်းဆန္ဒပြအလုတ္တမထံမှပြောကြားပါတယ်။တွားညှိတဲ့ကိုယ်စားလှယ်လေးဦးကိုတော့ဥပဒေအရရေးယူမယ်လို့ပြောလိုက်သေးတယ်။ညီမတို့ကနောက်နေ့လည်းဆန္ဒဆက်ပြရအောင်မှာဆိုတော့ခွင့်မဲ့တုံးရဆိုအော်တိုအလုတ်ပြုတ်မယ်ပေါ့လို့ဆန္ဒပြအလုတ္တမတအူကသတင်းဌာနကိုပြောပါတယ်။အဆိုပါစယုံမှာတရုတ်နိုင်ငံသားပိုင်ဖြစ်ပြီးအက်ဒီတက်တစိဖက်နက်တွေကိုအဓိကထုတ်လုပ်နေ ခြင်းဖြစ်ပြီး2014ခုနှစ်ဝင်းကျင်ချင်းကလေးကစက်ရုံစတင်လက်ပတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ နောက်ထပ်တစ်ပုတ်အနည်းနဲ့ကြောင်းတော်မျိုးကိုစစ်ကောင်စီလေကြောင်းမှထပ်မံပုံလာခြင်းတွေကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်ကြောင်းတော်မျိုးကိုစစ်ကောင်စီလေတပ်ကဒီကနေ့နေ့လယ်မှာလေကြောင်းမှ၃ချိန်တိုင်းတိုင်းပုံလာခြင်းတွေလို့မျိုးကန်တွေကပြောပါတယ်။မေလ15ရက်နေ့လယ်2နာရီ2မိနစ်မှာစစ်ကောင်စီရဲ့လေယာဉ်နှစ်စီးနဲ့ပထမတစ်ချိန်2နာရီ10မိနစ်မှာဒုတိယတစ်ချိန်နဲ့2နာရီ14မိနစ်မှာရော့ကတ်နဲ့လေးလုံးတစ်ချိန်ကြောင်းတော်မျိုးပေါ်ကိုပုံချေချကြောင်းသိရပါတယ်။မြည်တိနေရာမှာကြာရောက်ပွက်ပြီးထိခိုက်ပျက်စီးမှုအသေးစိတ်ကိုတော့လောလောဆယ်စုံစမ်းနေစေဖြစ်ပါတယ်။ မြို့ကန်တအုပ်ကအခုပြစ်ခတ်နေတဲ့နေရာကမနေ့ကပြစ်ခတ်ခံရတဲ့ရွာမရက်ကွက်နဲ့အနီးတဝိုက်ဖြစ်နိုင်တယ်လို့ပြောပါရယ်မိခိုးလုံးတွေကဒီဘက်ကတက်လာတာတွေ့ရတဲ့အသေးပြောက်များနိုင်တယ်လို့ပြောပါရယ် မနေ့ကမေလ14ရက်နေ့ညနေ3:52မိနစ်ချိန်မှာကြောက်တော်မျိုးရွာမရက်ွက်ကိုအကျန်းဘက်စစ်ကောင်စီကဇက်တိုက်လီရင်နဲ့ပေါင်900ဘုံးနှလုံးကျဲချပြီးရော့ကတ်နဲ့ပါပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ဒီလိုပြစ်ခတ်မှုကြောင့်ပြစ်မဲ့ပြည်သူမျိုးသမီး3ဦးသေဆုံးပြီး9ဦးဒဏ်ရာရရှိသွားကြောင်းသိရပါတယ်။ကြောက်တော်မျိုးကိုပြီးခဲ့တဲ့ AP 16ရက်နဲ့17ရက်တို့မှာစစ်ကောင်စီကလေကြောင်းမှပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်နှစ်ခုအတွင်းအပြစ်မဲ့အရက်သားအမျိုးသားတအုပ်သေဆုံးပြီး24ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။ င်းအာရှလမ်းမကြီးပေါ်ရှိအောင်စင်ရစစ်ကြောင်းရင်နောက်တန်းကိုကရေးတပ်စခန်းကိုတော်လိုင်းပူပေါင်းတပ်သိမ်းပိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ကွန်ကရစ်မြို့အနီးအာရှလမ်းမကြီးပေါ်ရှိစစ်ကောင်စီရဲ့အောင်စင်ရစစ်ကြောင်းနောက်တန်းကိုကရေးတပ်စခန်းကိုတော်လိုင်းပူပေါင်းတပ်တွေကမေလ14ရက်မှာသိမ်းပိုင်ရရှိခဲ့ပါတယ်။ကွန်ကရစ်မြို့နယ်နှမိုင်ကျောင်းကွာရှိအောင်စင်ရစစ်ကြောင်းရင်နောက်တန်းကိုကရေးတပ်စခန်းကိုအမျိုးသားလူမျိုးရေးတပ်မတော် KNL လေး PD ရဲ့ပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုင်ခဲ့ပါတယ်။ဒီမနက်လေးနေရာတစ်ခုထပ်ရတဲ့အာရှလမ်းပေါ်ကကွန်ကရစ် ်နီးတနီယာပါလို့သတင်းရင်းမြစ်တွေကပြောပါရယ်စကန်းသိမ့်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်တိဆုံမှုရှိရဲလို့လည်း၎င်းကထပ်ပြောပါရယ်ဒါပေမဲ့စစ်ကောင်စီတပ်တိဆုံမှုအရေးအတွက်နဲ့တိုက်ပွဲအတွင်းလက်နက်ခဲယံများရရှိမှုပေါ်ပြောဆိုခြင်းမရှိပါဘူး2024 AP ကကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL နဲ့ PDF ပူးပေါင်းတပ်တွေကမြောက်ရီမျိုးရှိတင်ငန်းညီနာပြူဟာ၄ကီကော်နဲ့မြောက်ရီမျိုးဆောင်တပ်ခမာယာ295တိုင်ရင်ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပါရယ်အဆိုပါနေရာများကိုပြန်လည်ထိန်းချုပ်မယ်လို့ဆိုပြီးအာနာသိန်းစစ်ကောင်စီရဲ့ဒုတိယကောင်ဆောင်ဒုတိယဘိုးဆောင် ဦးကြီးစိုးဝင်းကိုရိုင်းကိုကယ်တဲ့နိုင်ငံတော်အစဉ်အောင်စီရစစ်စင်ရေးတို့အမည်ပေးပြီးတပ်မ55ဦးဆောင်တဲ့အင်အားထောက်နေရာကမ်းမှာအောင်စီရစစ်တောင်းက EP9 ရက်ကစပြီးဖန်အန်နဲ့မော်လမြိုင်ဘက်မှခြစ်တက်လာခဲ့ပါတယ်။ လေးရက်နဲ့မြောက်ရီမျိုးရောင်းချီတက်မယ်လို့ကြွေးကြော်ခဲ့တော့လဲတနည်းကြော်ကြတဲ့အထိဒေါနာတောင်ပေါ်တောင်းတော့ရီတကောမှာရှေးဆက်မတိုးနိုင်တော့ပဲပြိမိနေခြင်းဖြစ်ပါတယ်ဒီလိုပြိမိနေသူတွေကိုအင်အားဖြည့်တင်ဖို့အောင်စရစစ်ကြောင်းရဲ့နောက်တန်းကိုကေအီတက်စကန်အဖြစ်ကော်ဂရိတ်မျိုးအထွန်းအာရှလမ်းမကြီးပေါ်မှာစစ်ကြောင်းစတင်ထိုးတဲ့2024 EP ကလေးကအထိုင်ချတက်ဆွဲခဲ့ပါတယ်အဆိုပါနောက်တန်းတက်စကန်ကို KNL လေး PDF ပူပေါင်းတက်တွေကပိတ်ဆို့ဖြတ်တောက်ထားပြီးရင်နောက်တော်လိုင်းပူပေါင်းတက်တွေကမေလ17ရက်မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ပြီးမေလ14ရက်မနက်ပိုင်း င်းမှာတင်ပိုက်ခဲ့တယ်လို့နောက်ထပ်စည်ရီတည်ရင်မြင့်တုံးကပြောပါရယ်ဒေါနာတောင်ပေါ်ကတော့ငြိမ်သွားပြီးပိတ်ဆို့ထားလိုက်ပြီးအောက်ဘက်မှာတော့ပွဲအတော်လေးကျနေရယ်လို့ကွန်ကရစ်ဒေသရှိ PDF ရဲဘော်တောင်ကပြောပါရယ်ကရင်မျိုးသားစည်းရုံး KNU ရဲ့တမဟာချောင်းနေမြေရှိကွန်ကရစ်မြို့ဝင်းကျင်နဲ့ကွန်ကရစ်မြို့မှာဒေါနာတောင်ပေါ်တောနောရီတကွန်အထိနေရာယူထားတဲ့အောင်စရာစစ်ကြောင်းကို KNL PDF ပူပေါင်းတပ်တွေကအပိုင်းလိုက်ဖျက်တောက်ထားပြီးအခုလပိုင်းတွင်အဆိုပါနေရာတွေမှာနေ့စဉ်တိုက်ပွဲများပြင်းထန်နေရယ်လို့ကရင်စည်ရီတည်ရင်မြင့်ကပြောပါရယ်ကွန်ကရစ်မြို့ မြို့တောင်ပိုင်းနဲ့မြောက်ပိုင်းနေရာတွေမှာတိုက်ပွဲပြင်းထန်နေပြီးကော်ဂရီနဲ့ကျုံတုံးမြို့လမ်းပိုင်းတခြားမှာလည်းတိုက်ပွဲပြင်းထန်နေရလို့ဆိုပါတယ်။ ပြီးခဲ့တဲ့ AB တတိယပတ်အတွင်းကလည်းကော်ဂရီမျိုးအဝင်ရှိစက်ကောင်စီရဲ့အမှတ်ဆက်နှင့်စစ်စင်ကုတ်ကဲမှုဌာနချုပ်နီးမှာတိုက်ပွဲရက်ဆက်ပြင်းထန်ခဲ့ပါရီအဆိုပါနေရာနီးရှိစက်ကောင်စီရဲ့ရင်ခွဲတော်စခန်းကိုလည်း KNL PDF ပူးပေါင်းတပ်တွေကသိမ်းပိုင်ရရှိခဲ့ပါရီဒါအပြင်ကော်ဂရီမျိုးနယ်ရှိကော်ဂရီကျုံတုံးလမ်းပိုင်းမှာလည်းတိုက်ပွဲများပြင်းထန်နေပြီးတော်လိုင်းပူးပေါင်းတပ်တွေကအဆိုပါလမ်းပိုင်းရှိစက်ကောင်စီစခန်းတချို့ကိုသိမ်းပိုင်ထားတယ်လို့အခြားသတင်းရှင်းပြတွေကပြောပါရီကော်ဂရီကျုံတုံးလမ်းပိုင်းရှိ၃တိုင်၄တိုင်၅တိုင်စတဲ့နေရာရင်းရှိစက်ကောင်စီစခန်းတွေကိုသိမ်းပိုင်ရ ရှိထားပြီးကျုံတုံမြို့နေရှိကိုရိုင်းမှာစစ်ကောင်စီကခန်းစစ်ပြင်ဆင်ခုခံနေရလို့ဆိုပါတယ်။တိုက်ပွဲပြင်းထန်နေတဲ့ကော့ကရစ်မြို့မှာစစ်ကောင်စီကမြို့ငံပြည်သူတထောင်ကျော်ကိုတစားကန်ဖြစ်ထိန်းထားပြီးမြို့ပြင်ကိုထွက်ခွင့်မပေးတော့ပါဘူး။ KNL PDF ပူပေါင်းတပ်တွေကကော့ကရစ်မြို့ဝင်းကျင်ကိုပိတ်ဆို့ထားပြီးမြို့သိမ်းတိုက်ပွဲဖြစ်လာတဲ့ပေါ်ကြောင်းလန့်နေတဲ့စစ်ကောင်စီကမြို့နေပြည်သူများကိုတစားကန်ဖြစ်ပိတ်ဆို့ထားတယ်လို့ကရင်စင်ရေးသတင်းရင်းမြစ်တအုပ်ကသုံးသပ်ပါတယ်။ကော့ကရစ်မြို့ရှိမြို့မှာဖုံးတော်ကြီးကျောင်းဆရာတော်ကပြည်သူများကိုထွက်ခွာခွင့်ပေးဖို့စစ်ကောင်စီထံတောင်းဆို ထားတော်လဲစစ်ကောင်စီကလက်မခံကြောင်းကရင်စီရေးတည်ရင်းမြစ်ကပြောပါရယ်ဒါအပြင်ကော့ဂရိတ်ဒေသမှာစစ်ကောင်စီတပ်သားအများပြားအလင်းဝင်လာနေကြောင်းလည်းစုံစမ်းသိရှိရပါရယ်ကော့ဂရိတ်မြို့တင်တိုက်ပွဲကိုတော်လိုင်းပူပေါင်းတပ်တွေက2023ဒီဇင်ဘာတရက်မှာစတင်တိုက်ခိုက်ခဲ့တာဖြစ်ပါရယ်လေးလတာတိုက်ခိုက်ပြီးရဲ့နောက်မြို့ရဲ80ရာခိုင်နှုန်းထိတော်လိုင်းတပ်တွေကသိမ်းပိုက်ထိန်းချုပ်ထားပြီးစစ်ကောင်စီတပ်ကမြို့လယ်ရှိအမှတ်69ချင်းလင်းတိုင်ရင်ဌာနချုပ်နေရာမှာသာစုဝေးနေပါရယ်ကြံပိုင်းတွေကို PDF ကထိန်းချုပ်ထားပါရယ် ဒါပေမဲ့2024အေပြီလပိုင်းမှာစစ်ကောင်စီကအင်အားလုံးကြီးနဲ့ထိုးစစ်ဆင်ခဲ့ပြီးတော်လိုင်းတပ်ဖွဲ့တွေကမြို့ရင်းမှာစုခွာပေးခဲ့ရပါတယ်။ဒါပေမဲ့2025ဖေဖော်ဝါရီကစပြီးတော်လိုင်းတပ်တွေကကော့ကရစ်မြို့ဝင်းကျင်ကိုပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာရမှနိုင်စင်တိုက်ပွဲများပြင်းထန်နေကြတာဖြစ်တယ်လို့သိရပါတယ်။ဆလတ်ပြီးပြည်ထိုင်နိုင်ငံဆိုင်ရာမြန်မာတမ်းမန်ဟောင်းဦးကျော်စွာမင်းကိုတန်တမန်နေအိမ်မှာဖယ်မပေးမှုနဲ့ပြည်ထိုင်ရဲတပ်ဖွဲ့ဝင်ကဆွဲချက်တင်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပြည်ထိုင်နိုင်ငံဆိုင်ရာမြန်မာတမ်းမန်ဟောင်းဦးကျော်စွာမင်းကိုတန်တမန်နေအိမ်မှာဖယ်မပေးမှုနဲ့ပြည်ထိုင်ရဲတပ်ဖွဲ့ကဆွဲ ွဲချက်တင်လိုက်တယ်လို့ရိုက်တာသတင်းတရရသိရပါတယ်။ပြည်ထိုင်နိုင်ငံဆိုင်ရာမြန်မာတန်မန်ဟောင်းဦးကျော်စွာမင်းကိုလန်ဒန်မြို့ရှိတန်တမန်နေအိမ်မှာဆက်လက်နေထိုင်ပြီးမဖယ်ရှားပေးမှုနဲ့ပြည်ထိုင်ရေးတပ်ဖွဲ့ကဆွဲချက်တင်တာဖြစ်ကြောင်းဦးကျော်စွာမင်းကိုစစ်ကောင်စီကတန်မတ်ရာထူးမှာဆင်အာနာသိမ်းပြီးရဲ့နောက်လအနေငယ်ကြမှာဖယ်ရှားခဲ့ကြောင်းဦးကျော်စွာမင်းကဒေါအောင်ဆန်းစုကြည်ကိုပြန်လွတ်ပေးဖို့တောင်းဆိုခဲ့ပြီးရဲ့နောက်စစ်ကောင်စီက၎င်းရဲ့နေရာကိုတန်မတ်တင်နဲ့အစားထိုးခဲ့ကြောင်းသိရပါတယ်။ဦးကျော်စွာမင်းကလန်ဒန်မြို့ရှိတန်မတ်ကြီးနေအိမ်ကိုစစ်ကောင်စီတန်ယုံထံကို လွှဲပြောင်းပေးဖို့ညှင်းဆန်ခဲ့ပြီးစစ်ကောင်စီမှတရားမဝင်ကြောင်းပြောဆိုပါတယ်။ဦးကျော်စွာမင်းကိုတန်တမန်ဆိုင်ရာပိုင်းနဲ့ကျူးလွန်မှုနဲ့လွန်ခဲ့တဲ့သတင်းပတ်တွင်ဆွဲချက်တင်ထားပြီးမေလ30ရက်နေ့ကတရားရုံးမှာတရားရုံးထုတ်မှာဖြစ်ကြောင်းပြည်တွင်ရဲတပ်ဖွဲ့ကဆိုပါတယ်။စစ်ကောင်စီရဲ့ဖိအားပေးမှုကြောင့်ပြည်တွင်ရဲတပ်ဖွဲ့ကဦးကျော်စွာမင်းကိုတန်မတ်ကြီးနေအိမ်မှာထွက်ခွာပေးဖို့တိုက်တွန်းထားပါတယ် accountability project မှာ လက်ရှိတန်မတ်ဟောင်းဦးကျော်စွာမင်းကိုဆွဲဆိုထားတဲ့အမှုကိုရပ်တန့်ဖို့ပြည်ထောင်စုရရှိနေချို့ကိုတိုက်တွန်းပါတယ်။ပြည်ထောင်စုရကမြန်မာဒီမိုကရေစီရေးကိုထောက်ခံတဲ့အနောက်နိုင်ငံများအနက်တစ်ခုအပါအဝင်ဖြစ်ပြီးမြန်မာစစ်ကောင်စီနဲ့မိတ်ဖက်များကိုဒဏ်ခတ်ပိတ်ဆို့အရေးယူထားတယ်လို့သိရပါပါတယ်ရှင်။